ကြားဖြန့်လုပ်ငန်းများတိုက်ဖြတ်ရေးအတွက်ပူးတွဲဂျိုးပန်းအားထုတ်မှုများကို မြင့်တင်သွားဖို့တရုတ်မြန်မာထိုင်းကမ္ဘောဒီးယားလာအိုနဲ့ဗီယက်နမ်စတဲ့6နိုင်ငံ ပူးပေါင်းလှုပ်ဆောင်ဖို့သဘောတူခဲ့ကြတယ်လို့သိရပါတယ်။တရုတ်နိုင်ငံယူနန်ပြည်နယ်ကကူမဲမြို့မှာနိုဝင်ဘာလ14ရက်ကတရုတ်မြန်မာကမ္ဘောဒီးယားလာအိုထိုင်းနဲ့ဗီယက်နမ်နိုင်ငံတို့ကတရားဥပဒေစိုးမိုးရေးအေဂျင်စီတွေအစည်းအဝေးပြုလုပ်ခဲ့ကြပြီး သဘောတူခဲ့ကြတာလို့နိုဝင်ဘာလ16ရက်နေ့ကစစ်ကောင်စီကသတင်းထုတ်ပြန်လာပါတယ်။အမေရိကန်ကနေအွန်လိုင်းငွေလိမ်လုပ်ငန်းကြားဖြန့်တိုက်ဖြတ်ရေးအထူးအဖွဲ့ဖွဲ့စည်းပြီးတရက်အကြာမှာပဲအရှိတောင်အာရှထဲက6နိုင်ငံကလည်းကြားဖြန့်နှိမ်နှင်းရင်းအတွက်ပူးပေါင်းဆောင်ရွက်မယ်ဆိုတဲ့ခြေလှမ်းစလာတာဖြစ်ပါတယ်။အဲဒီအစည်းအဝေးမှာအွန်လိုင်းလိမ်လေကြားဖြန့်တွေကိုတိုက်ဖြတ်ဖို့နိုင်ငံတကာမဟာမိတ်အဖွဲ့ပူးတဲ့တည်ထောင်ရေး အွန်လိုင်းလိမ်လည်မှုလုတ်ကင်နေတဲ့နေရာတွေရှင်းလင်းဖယ်ရှားရေးနဲ့ပြည်နယ်လွှဲပြောင်းမှုတိုးမြှင့်ပြုလုပ်ရေးစတဲ့အချက်တွေကိုထည့်သွင်းဆွေးနွေးခဲ့တယ်လို့သိရပါဗျ။မကြသေးမီနှစ်များအတွင်းကလည်းတရုတ်ဟာကမ်ဘောဒီးယားလာအိုမြန်မာထိုင်းဗီယက်နမ်နိုင်ငံတို့နဲ့တရားဥပဒေစိုးမိုးရေးပူးပေါင်းဆောင်ရွက်မှုများကို တိုးမြှင့်ခဲ့ပြီးတိသာထင်ရှားတဲ့ရလဒ်များထွက်ရှိခဲ့တဲ့ထိရောက်တဲ့ရန်နေရာများကို ထူထောင်ခဲ့တာဖြစ်တယ်လို့လည်းတရုတ်ကဆိုထားပါဗျ။ယခုနှစ်အစောပိုင်းကစပြီးတရုတ်မြန်မာနဲ့ထိုင်းနိုင်ငံတို့ကမြန်မာနိုင်ငံမြဝတီမြို့ကလောင်ကစားလုပ်ငန်းများကြားဖြတ်များကိုနှိမ်နှင်းရန်သုံးပွင့်ဆိုင်ညှိနှိုင်းဆောင်ရွက်ရေးရန်နေရာတစ်ခုကို ထူထောင်ခဲ့ပြီးပူတဲ့စစ်စင်ရေးများပြုလုပ်ခဲ့ကတန်တရာတရက်ခန့်9500ကျော်ကိုမြန်မာမှတရုတ်နိုင်ငံကိုလွှဲပြောင်းအနှံခဲ့တယ်လို့တရုတ်ပြည်သူ့လုံခြုံရေးဝန်ကြီးဌာနကပြောကြားခဲ့ပါတယ်။ ဒါအပြင်တရုတ်နဲ့လာအိုရဲတပ်ဖွဲ့ဟာလာအိုနိုင်ငံရဲ့ရွှေတွီးကန်အထူးစည်းဝါးရေးဆောင်မှာရှိတဲ့ကြားဖြန့်လုပ်ငန်းတွေကိုပိတ်မှတ်ထားတဲ့ပူးတွဲစစ်ဆင်ရေးတစ်ခုပြုလုပ်ခဲ့ပြီးတန်တရာရှိသူ600ကျော်ကိုဖမ်းဆီးရမိခဲ့တယ်လို့လည်းဆိုထားပါဗျ။အမေရိကန်ရဲ့အထူးတပ်ဖွဲ့ကတော့မြန်မာ၊လာအိုနဲ့ကမ္ဘောဒီးယားကတရုတ်ရာဇဝတ်အဖွဲ့တွေရဲ့နောက်ွယ်ကခေါင်းဆောင်တွေကိုအ धिक ဥတီဖော်ထုတ်သွားမယ်လို့ American DC ရှိနေယုံကပြောကြားထားပါဗျ။ ်ရှိမှာတော့စစ်ကော်မရှင်ကထိုင်းမြန်မာနယ်စပ်ကရင်ပြည်နယ်ထဲကကြားဖြန့်ယုံတွေရှိတဲ့ KK Pack ထဲကအဆောင်အုံတွေကိုပောက်ခွဲဖြိုချဖျက်ဆီးတာတွေပြုလုပ်နေပါတယ်။အွန်လိုင်းငွေလိမ်ကိန်းတွေကိုအမြင့်ပြတ်ခြေမုံရှင်းလင်းမယ်ဆိုပြီးစစ်ကောင်းဆောင်ကကရင်ပြည်နယ်နဲ့မွန်ပြည်နယ်ခရီးစဉ်တွင်မှပြောဆိုထားပါတယ်။စစ်တပ်လောက်ခံ BGF ကြီးစိုးနေတဲ့ကဘာကျော်ရွှေကုတ်ကိုကြားဖြန့်ဒုစရိုက်မျိုးတင်နဲ့အခြားမျိုးတင်များကိုမစင်စားပဲ KK Pack နေရာကို ကြားဖြန့်နှိမ်နေရေးအတွက်အပိသက်ရှင်းလင်းမယ်လို့မင်းအောင်လိုင်းကကြွေးကြော်နေတာဖြစ်ပါတယ်။